အားလုံးပဲမင်္ဂလာပါရှင်ခိတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ကိုလာအတွင်အလင်းဝင်နှင့်စစ်တုံပန်း2000ကျော်ရှိတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်2025ခုနှစ်ကိုလာတာအတွင်အလင်းဝင်နှင့်စစ်တုံပန်း2000ကျော်ရှိပြီဖြစ်ကြောင်းပြည်သူ့ပန်းနိုင်ကတရင်ထုတ်ပြန်ပါတယ်2025ခုနှစ်ဇန်နဝါရီမှစက်တင်ဘာအထိအလင်းဝင်နှင့်စစ်တုံပန်း2122ဦးရှိကြောင်းသိရပါတယ်စကားမစစ်ကော်မရှင်တွေရဲ့ ရွှေစရာမရှိတဲ့အခောက်ကြံပွဲကြီးရွှေကောက်ပွဲကအောက်ခြေနှင်းပြားတွေရဲ့ဘဝကိုဘာမှပြောင်းလဲမပေးနိုင်တာကရုတ်ချင်းနဲ့အိမ်မက်ဆိုးမနေရတဲ့ကြံတဲ့ရဲဘော်တွေတည်တင်းကြပြီးဟုပြည်သူပန်တိုင်ကဆိုပါတယ်စစ်ကော်မရှင်ထိပ်ပိုင်စစ်ဗိုလ်ချုပ်များ၏ယာဒူးအချုပ်အလဲသတင်းများနှင့်အပြိုင်အောက်ခြေစစ်တီများ၏ပြည်သူ့ဘက်အလင်းဝင်ကူပြောင်းမှုသတင်းများကလည်းအစင်အလာမပြတ်ရှေ့ဆက်နေကြဆဲဖြစ်ကြောင်းလည်းဆိုသည်တော်လန်ရေးအင်အားစုတွေအနေနဲ့စစ်တပ်ကစစ်မှုရန်တပ်သားတွေစုဆောင်းနေတာကိုမချေဖြတ်နိုင်သေးဘူးဆိုတော့စစ်သားတွေအလင်းဝင်လာအောင် ထိရောက်အားကောင်းတဲ့ဗျူဟာတွေချပြီးတေချာအားစိုက်လှုပ်ဆောင်ကြဖို့လိုမယ်ဟုနေဆက်ဒေတာအခြေစိုက်စီရီယံအရာရှိတအူကသတင်းဌာနကိုပြောပါရယ်စက်တင်ဘာစတုထပတ်အတွင်းစစ်မှုရတက်သားတဲ့14ဦးအလင်းဖွင့်လာပြီးစစ်တုံးပန်းဖြစ်ဖမ်းဆီးရရှိသူ18ဦးရှိကြောင်းပြည်သူ့ပန်းနိုင်ငံထုတ်ပြန်ပါရယ်စစ်ကော်မရှင်ကလာစဉ်အာရမစူဆောင်းရရှိသည့်စစ်မှုထမ်းအရေးအတွက်ဒီခံမှန်းသည့်ထက်ပိုမိုများပြပြီး အလင်းဖွယ်နဲ့ထွက်ပြေးလွတ်မြောက်လာသူရာဂိုင်းနှုံအနေငယ်သာရှိကြောင်းမြန်မာစစ်ဘက်ရဲ့အနေနဲ့လုံခြုံရေးဆိုင်ရာလေလာရေးအဖွဲ့ MDS ဆိုင်ကသတင်းထုတ်ပြန်ထားပါတယ်စစ်တိတ်ဝါဒဖြန့်ချိန်ချမှုများကိုယုံကြည်ကြောက်ရွံ့ခြင်းတော်လရေးတပ်ဖွဲ့များထံညီတို့ဆက်သွယ်ရမည်ကိုမသိရှိခြင်းဆက်သွယ်ရန်မလွယ်ကူခြင်းနှင့်တရေအချက်လက်ရရှိသိရှိမှုနှေးပါခြင်းများကစစ်မှုထမ်းတပ်သားများထွက်ပြေးလွတ်မြောက်ရန်ခက်ခဲနေသည့်အကြီးအကျယ်အကြောင်းဖြစ်ကြောင်း MDS ဆိုင်ကသုံးသပ်ပါတယ် ဆလပီမင်းလာမျိုးနယ်တွင်စစ်တပ်အထုရောင်တရားမဝင်ရွှေကောက်ပွဲအတွက်ထုတ်ပြန်ထားသောမေးစေးများကို PDF တပ်ဖွဲ့ကမီးရှို့ရှင်းလင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဘကိုးတိုင်းမင်းလာမျိုးနယ်တွင်အကြမ်းဖက်စစ်တပ်၏အထုရောင်တရားမဝင်ရွှေကောက်ပွဲအတွက်ထုတ်ပြန်ထားသောမေးစေးများကိုမီးရှို့ရှင်းလင်းခဲ့ကြောင်းတရားဝတိခိုင်တရင်3800တက်ခွဲနှင်းမှာတာဝန်ရှိသူတဦးကသတင်းဌာနသို့ပြောဆိုပါတယ်။အော်တိုဘာလ6ရက်နေ့ည7:30မိနစ်ခန့်တွင်မင်းလာမျိုးနယ်စင်တေကုံအုပ်စုစင်တေကုံချေးရွာရှိလူငယ်အောင်မှန်စာကြည့်တိုက်တွင် အကြံဖတ်စစ်တဲ့တူရောက်တရားမဝင်ကြွေးကောက်ပွဲအတွက်ထုတ်ပြန်ထားသောမဲဆင်းများကိုတော်လရေးတပ်ဖွဲ့များကဝင်ရောက်မိရှုရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်ခွေးရွေးကောက်ပွဲအတွက်စင်နေကုန်းအုပ်စုကမဲဆင်းတွေကိုကျွန်တော်တို့ဝင်ရောက်ရှင်းလင်းခဲ့တာဖြစ်တယ်။ပြစ်ခတ်မှုဖြစ်ပေါ်တာတော့မရှိပါဘူး။မဲဆင်းတွေကတော့အကုန်လောင်သွားပါတယ်ဟုတာယာဝီခိုင်တပ်ရင်း3800နှစ်တပ်ခွဲနှစ်မှာတာဝန်ရှိသူကပြောဆိုပါတယ်။ ထို့သောမီးရှို့ရှင်းလင်းမှုဖြစ်ပွားပြီးနောက်ယနေ့အောက်တိုဘာလ9ရက်နေ့မိုးလင့်တနားီ30မိနစ်ခန့်တွင်စင်တဲကုန်းကြီးရွာရှိလူငယ်အားမှန်စာကြည့်တိုက်ကိုအကြံဖက်စစ်သားများရောက်ရှိလာပြီးစစ်ဆေးမှုများလှုပ်ဆောင်နေကြောင်းသိရပါသည်အဆိုပါရှင်းလင်းမှုကို3800တက်ခွဲနှင့်မြေရောက်ပြောက်ကြားတက်ခွဲမှရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းပြည်သူများအနေဖြင့်လည်းအကြံဖက်စစ်သားများအနီးသွာလာနေထိုင်ခြင်းများမပြုလုပ်ကြရနှင့်တတိထားသွာလာနေထိုင်ကြရန်တာယာဝတီခရိုင်တရင်3800တက်ခွဲနှင့်မှအတိပေးပြောဆိုထားပါသည် ။စမိုင်းတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။